တာဝန်တွေများလာတဲ့အခါတဲ့ကိုကိုကိုစီကန်းတဲ့အချိန်စီမံခန့်ခွဲမှုကိုဘယ်လိုထိန်းသိမ်းရမလဲခင်ဗျာနောက်တစ်ခုကစိတ်ရှုပ်ထွေးမှုတွေနဲ့မကျေနပ်တာတွေများလာတဲ့အခါကိုယ့်ရဲ့စိတ်ကို ground up ဖြစ်အောင်ဘယ်လိုနေရမလဲဗျတာဝန်တွေများလာတဲ့အခါကိုကိုကိုစီကန်းတဲ့အချိန်စီမံခန့်ခွဲမှုတွေကိုဘယ်လိုထိန်းသိမ်းရမလဲခင်ဗျာဟိုတာဝန်များများမများများစီကန်းတဲ့အချိန်စီမံခန့်ခွဲမှုကပုံမှန်ဖြစ်စဉ်အတိုင်းလဲပတ်နေရမှာပဲ အဲ့ဒီတဲကိုအဲ့တာဝန်တွေကိုပိုင်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 ပြီးတော့ဝင်အောင်ထည့်အောင်ဝင်အောင်ထည့်အောင်ဟိုတာဝန်တွေများမှတကူးတကားစီမံခန့်ခွဲလို့မရအောင်တာဝန်တွေနည်းနည်းတာဝန်မရှိခင်တည်းကစီမံခန့်ခွဲနေရင်တာဝန်တွေများလာလေအဲ့ဒီအတိုင်းပဲစီမံခန့်ခွဲရမှာဖြစ်တယ် tax လေးတွေကိုပိုင်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 ပြီးတော့ထည့်အောင် concept လေးတကူးပြောပြမယ်မင်းတို့မင်းတို့အမ okay အလုံး900လောက်ပုံထားတဲ့အုပ်ပုံကြီးကို ဒီဘက်ကိုရွှေ့ကြမယ်အဲ့900ပုံထားတဲ့အုပ်ပုံယူဒီဘက်ကိုရွှေ့ကြမယ်ဘလိုခံစားစိတ်ထဲမှာဘလိုခံစားဟာဟုတ်လားโอเคအလုံး900တောင်ရွှေ့ရပါလားဟုတ်လားအဲ့နဲ့အမကပြန်ပြောမယ်တစ်ခါရွှေ့ရင်โอเคနှလုံးမဲ့ရွှေ့ရတယ်ဘလိုခံစားအာပြီးတော့တစ်ခါရွှေ့ရင်โอเคနှလုံးနဲ့တရက်ကိုโอเค โอเคအလုံး90တော့ပဲရွှင်ရတယ်ဒီလားတခါရွှင်နှလုံးနဲ့โอเคအလုံး90ဆိုရင်မင်းတို့တရက်ကိုတရက်ကိုအလုံး90ရွှင်10ရက်ရွှင်ရတယ်အဲ့အုပ်ပုံကြီးဟိုဘက်ကိုရောက်သွားပြီဘယ်လိုသဘောရလဲမြင်လားအမဘာပြောချင်လဲမြင်လားမြင်လားဟွန်းစားရအများကြီးလောက်အောင်မယ်အမအဲ့စားရအများကြီးလောက်အောင်မယ်ဆိုတော့လေတင်းကျင်နေပြီစိတ်ကစိတ်ကလားအမလည်းဖြစ်လို့ပါเนาะအဲ့လိုတင်းကျင်နေပြီ မမမေးတယ်လေ walk count ဘယ်နှလုံးရေးရမှာလဲ walk count အလုံး2000ရေးရမယ်ဆိုတော့မလူကလည်းလုံးမမတို့အခုနောက်ဆုံး final thesis ဆို walk count အလုံး1000ရေးရမှာအလုံး1000ရေးရမှာလူကမှ1000ရေးရမယ်ဆိုဘာဖြစ်ပြီလဲဂျူရီထွက်ချင်လာတယ်ဟလားဂျူရီထွက်ချင်လာနော်အဲ့လိုမဟုတ်ပဲနဲ့အမစနေတနင်္ဂနွေပဲစားလို့မယ်တပတ်ကိုအမအလုံး900ပဲရေးမယ်အတပတ်ကိုအလုံး1000ပဲရေးမယ်စနေ900တနင်္ဂနွေ900အလုံး1000ပဲရေးမယ်ဆိုရင် တို့သတ်မှတ်ထားတဲ့ဒလာရအော်တိုဘာမှာအမအဲ့ဒီအဲ့ဒီပေပါကိုဩဂတ်လဩဂတ်လဆိုမှပြီးပြီပြီးပြီအကြီးွားတာအဲ့အလုံးကားရာစီခွေးဝိုင်းအဲ့ဒါတက်ကကထိတာပဲတိလားအဲ့လိုပေါ့နော်မဆီလူတွေကအပုံလိုက်ကြီးလို့မြင်တော့ကတွေများနေရောတိလားအဲ့ဒါကိုခွဲပြရအဲ့တော့ဒီတောင်းမင်းရဲ့ schedule တွေဆိုတာလေအဲ့အဲ့ဒီတိုင်းပဲအဲ့လိုလေးညှင်းအစဉ်ပြေလာလိမ့်မယ်နော်ပြီးနောက်ဒီမှာနောက်ထပ်မိကုန်လေးကစိတ်ရှုပ်ထွေးမှုတွေနဲ့မကျေနပ်တာတွေများလာတဲ့အခါ ိုယ့်ရဲ့စိတ်ကို grounded ဖြစ်အောင်ဘယ်လိုနေရမလဲပြအဲ့တော့လေအဲ့ချိန်မှာမှာတင်မောတစီပင်လေထဲမှာမုံတိုင်းထန်နေပြီဆိုရင်တင်မောပဲ့ကိုပို့ပြီးတီတီငင်ငင်နဲ့ကာရတယ်လက်ခံလားတင်မောပဲ့ကိုပို့ပြီးတီတီငင်ငင်နဲ့ချိန်မှာအဲ့တင်မောကမနစ်မြုပ်သွားမှာအဲ့သဘောပဲလူတွေကလေအေဂျင်တရားစခန်းဝင်ပြီးတော့အေဂျင်ပြီးတော့ဟိုအဲ့လိုအဲ့လိုအချိန်ကြရင်တော့တရားတရားနဲ့နေတယ်ဗောတရားနဲ့နေတယ် တရားနဲ့နေတယ်ဆိုတာကတရားစခန်းမှာပဲနေရတာမဟုတ်အချိန်တိုင်းမှာတရားနဲ့နေရတာအချိန်တိုင်းမှာလေတိလားတကယ်အမှန်ပေါ့နော်ဟိုအစဉ်ပြေနေတဲ့အချိန်မှာအစဉ်ပြေအောင်နေနိုင်တဲ့စိတ်ကိုအဲ့ဒါတော်တယ်လို့မခေါ်အဲ့ဒါအဲ့ဒါပုံမှန်ပဲအစဉ်ပြေနေတဲ့အချိန်မှာပြောပြရမယ်နော်တချို့လူတွေရှိရအစဉ်ပြေနေတဲ့အချိန်မှာအစဉ်ပြေအောင်လုပ်နိုင်တာအဲ့ဒါအဲ့ဒါရည်ချင်းလို့မခေါ်ပုံမှန်ပဲလား အဆင်မပြေနေတဲ့အချိန်မှာတော့အဆင်ပြေအောင်ဘဝကိုရက်တည်ဖို့ကြိုးစားနိုင်တာအဲ့ဒါတကယ်တော်တယ်လို့တကယ်အရေးချင်းရှိရဲ့လို့ဒီလားအဆင်မပြေနေတဲ့အချိန်မှာတကယ်တကယ်ရက်တည်နိုင်စွာနဲ့တကယ်လုံးနိုင်တယ်လို့အဲ့ဒီဟာလေးအဲ့တိုင်းပဲစိတ်တွေအဆင်မပြေနေတဲ့အချိန်မှာစိတ်တွေအဆင်မပြေနေတဲ့အချိန်မှာတော့မှကိုယ့်ရဲ့ grounded ဖြစ်ကို grounded ဖြစ်တဲ့စိတ်ကို တေချာ control လုပ်နိုင်တယ်ထိမ့်သိမ့်နိုင်တာအဲ့ဒါတကယ်တော်တဲ့အရေးချင်းရှိရဲ့ mindset ပဲဒီလားအဲ့တော့ဟိုအဲ့တော့ပုံမှန်တိုင်းပဲ14ချက်14ချက်ပြီးတတိပုတ်ကအဲ့လိုအခြေအနေမျိုးတွေမှာတတိပုတ်ကဒေါသထွက်တယ်ဒေါသထွက်တယ်ဒေါသထွက်တယ်ဟာအာစိတ်ရှုပ်တယ်စိတ်ရှုပ်တယ်စိတ်ရှုပ်တယ်စိတ်ညစ်တယ်စိတ်ညစ်တယ်စိတ်ညစ်တယ်စိတ်ရှုပ်တယ်စိတ်ရှုပ်တယ်အမှတ်အမှတ်အမှတ်ဟိုသူ့မှတ်တာဟို affirmation ယူတာလည်းမတူဘူးเนาะအဲ့ဒါလည်းကြိုးပြောရမယ်စိတ်ညစ်တယ်အောင်စိတ်ညစ်တယ်လို့မှတ်ပြီးပိုစိတ်ညစ်သွားမှလည်းအဲ့လိုမျိုးမဟုတ် ကဒီအကုန်လုံးခွာပြီးတော့တိနေတယ်။ကိုယ်စိတ်ကိုပဲကြည်ပြီးတိ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 နေတဲ့အချိန်မှာအဲ့အားလေးကကျုံ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 ပြီးတော့ပျောက်သွားတာတွေ့ရလိမ့်မယ်။အာဝေဒနာလေးလည်းအိုက်တာပဲ။နာကျင်မှုတွေလည်းအိုက်တာပဲ။နော်တတိကပ်ပါ။ပြန်လေခုနကပြောတော့မင်းတို့အရန်ဆိတ်ရှုပ်တဲ့အချိန်မျိုးမှလေအသက်ပဲရှူအသက်ရှူတဲ့တလုတ်ပဲလုတ်ပြီးအသက်ရှူတဲ့တလုတ်ပဲတိနေလိုက်ဝင်သက်ထွက်သက်ဒီဘဝရဲ့အစနဲ့အဆုံးပဲအဲ့ဒီနေရာမှာလာနေကျွန်တော်လှုပ်ချတာ ကုန်လွှတ်ချလိုက်အဲ့ဒါပြီးရအဲ့ခိုက်တန်လေးငိမ့်ချောင်းရရဟုတ်လားอืมဒါပဲအကျန်အဲ့အဲ့ဒါတကယ်ဘာလို့လို့ဘာကမှမသိဘယ်စိတ်ထားလို့ဘယ်စိတ်ထားမှမသိဘာစိတ်မှထားမနေနဲ့အသက်ပဲရှူနေလိုက်ရပြီစိတ်ကြီးရှုံဝန်ချက်နေရမလားအသက်ပဲရှူနေလိုက်အဲ့ဒါကိုရှုံမတွန်းနဲ့ဘဝရဲ့အစနဲ့ဘဝရဲ့အဆုံးသက်ကအဲ့ဒီနှာသီးဝမှာရှိတယ်အသက်မရှူတော့ရင်သိပြီလို့ပြောတာဟုတ်လားအဲ့တော့အသက်ရှူနေတဲ့ဟာလေးနေရာလေးကိုသွားလိုက် အဲ့ဒါအဲ့ဒါတော့အဲ့ဒါအမအတွက်တော့တော်တော်အလုပ်ဖြစ်တဲ့ mindset ထဲမှာပါတယ်။အရင်မိုးကြက်လာတာတို့အရင်စိတ်ထွက်ပေါက်ပိတ်လာတာတို့အကောင်းနေပို့ပြီးတော့အာဘာလို့လို့ဘာကမှမသိအမလေး။ဘာမလို့အသက်ပဲရှူနေ။အသက်ပဲရှူ။ပြန်နောက်ထပ်နီးလန်းလေးတစ်ခုရှိတယ်။တကယ်မသိခင်အစမ်းသေးကြည့်ရအောင်တဲ့။အဲ့တရားတော်ရှိတယ်။တကယ်မသိခင်အစမ်းသေးကြည့်ရအောင်။လှုပ်ကြည့်နော်အဲ့ဒါတကယ်ပြောတာ။ stress တော်တော်ရော့တယ်။ ဘွားမလေးအရင်ပင်မှန်းလာတဲ့ခိုက်တက်မျိုးရှိရင်ကျမ်းပြင်မှာခေါင်းအုံးလည်းမအုံးနဲ့တည်လားခေါင်းအုံးလည်းမအုံးနဲ့ကျမ်းပြင်မှာဘာမှလည်းမခင်းနဲ့အဲ့ကျမ်းပြင်မှာပလက်အိတ်ချပြီးတော့လူသေးကောင်လိုမျိုးကိုကိုကိုတေးပြီးလို့ငါတေးပြီးလို့သဘောထားပြီးအမအိတ်ချလိုက်အိတ်ချလိုက်ပြီးတော့အတိုင်းမဲ့အိတ်နေအဲ့ငါမနေ့7မိနစ်5မိနစ်လာအတက်အိပ်ပျော်ရအိပ်ပျော်ကအဲ့တမ်းမဲ့နေငါတိတ်ပြီးလို့သဘောထားပြီးအဲ့တမ်းနေလိုက်အဲ stress တွေတော်တော်ရောက်လာတယ် အဲ့ငါတိတ်ပြီးလို့တွေးလိုက်တဲ့အချိန်ကျရင်ငါမရှိမိသားစုတွေဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စတွေခေါ်ရလို့ရသေးလားတကယ်တေဝကခေါ်ရလို့ရလားမရပတ်ဆက်ရှာနေတာတွေမရှာနိုင်တာတွေစိတ်ဆင်းရဲတာတွေတောကဖြစ်တာတွေသူများနဲ့တဲ့တာတွေမတဲ့တာတွေကိုချစ်တဲ့လူတွေခေါ်ရလို့ရလားတေဝရယ်လေခေါ်ရလို့ရလားဘယ်အကြောင်းအရာကိုခေါ်ရလို့ရရများထင်လဲဘယ်ကိစ္စကိုခေါ်ရလို့ရရများထင်လဲဘသူကိုခေါ်ရလို့ရရများထင်လဲတေဝရယ်မရောက်လေအဲ့ဒါတကယ်မသိရဲ့အဆန်းတည်ကြည့်အောင်လွှတ်ချဖို့ခက်ခဲနေအဲ့လွှတ်ချနေနီလန်အဲ့ဒါပဲတည်ကြည့်လိုက်တည်လား တကယ်ဒီကနေမဟုတ်နော်ဒီသူတို့ဆရာမဘာပြောနေရလဲဖြစ်ကောတကယ်မသိရင်အစမ်းတည်ကြည့်အောင်ဆိုရယ်ပုံစံနဲ့ကိုယ်စိတ်ကိုကိုယ်တိတ်ဝါးပြီးသူသဘောထားပြီး practice လုပ်ကြည့်အဲအလုပ်ဖြစ်တာတွေ့ရလိမ့်မယ်အမလို့လုပ်တယ်အမလွှတ်ချတယ်နေလိုက်မယ်โอเคပါ